နိဗ္ဗာန်ရဲ့သဘောကိုပြောပြတာเนาะအဖြစ်မရှိတော့ဘူးဖြစ်တာမရှိတော့ဖြစ်တာမရှိမှပြတ်တာမရှိပါဘူးလောကရဲ့သဘောကဖြစ်အဖြစ်ရှိရင်မွေးရင်သေမယ်เนาะလူပြောရင်အိုးမယ်ကျမ်းမာရင်ယောဂရမယ်အဆုံးသတ်တရားအဲ့တိုင်းပဲသားပေါင်းစပ်ထားရင်ခွဲခွာခြင်းမှအဆုံးသတ်မယ်သူတို့ဆုံးလို့တာအဲ့တော့ ယဟန္တာပုဂ္ဂိုလ်ဆိုတာဟာကိရိတာတွေကလွတ်သွားတဲ့ယဟန္တာပုဂ္ဂိုလ်ဆိုတာတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားပြီဆိုရင်ဘယ်ခยีဘယ်ဒေသရောက်သွားတယ်လို့ပြောလို့မရဘူးတဲ့မိဖုဒ္ဓတဲ့တန်ချောင်းကိုတူနဲ့ထုလိုက်လို့လက်ခနဲ့မိဘွားလေးတွေကြလာတယ်မိဘွားလေးတွေကငြိမ့်သွားတယ်ဘယ်ရောက်သွားတယ်ဆိုတာရှာမရသလိုပဲရှာလို့မရဘူး ဲ့တော့ဘုရားမသားကြီးပြောနေတယ်နိဗ္ဗာန်နိဗ္ဗာန်ဆိုတာဒီစကားတွေအလွန်ထင်ရှားပါတယ်လွန်ထင်ရှားတယ်ဒါပေမဲ့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့အငင်းပွားရတယ်တော်တော်များများအငင်းပွားတာဘာကြောင့်လို့ဆိုသူလည်းမသိကိုလည်းမသိမသိတာအကြောင်းကိုငင်းပွားနေကြတာဘယ်သူမှမရောက်သေးတော့နိဗ္ဗာန်ကိုနဲ့ပတ်သက်ပြီးငင်းပွားနေကြတကယ်တော့ခံမှန်းပြီးပြောမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတာအခု ကိုရှိမှမိတော့ကလေးငြိမ့်သွားရင်ဘယ်ရောက်တလဲဆိုတာမျိုးလိုပဲဒီမိစကုံစီခံလို့ငြိမ့်သွားတဲ့မိတော့ကလေးလိုပဲကိုရဲ့ဘဝခန္ဓာတွေဟာငြိမ့်သွားတယ်လို့ပဲပြောမှာပဲဘယ်ရောက်သွားတယ်လို့လည်းရှာလို့မရကောင်းငင်မှာရှိတဲ့ဘုံကြီးတစ်ခုလည်းမဟုတ်ဘူးနိဗ္ဗာန်သို့တော်တင်စားပြီးသုံးတာတွေတော့ရှိတာပေါ့ရှင်းရှင်းလေးပြောရင်နိဗ္ဗာန်ဆိုတာမမွေးရတဲ့နေရာ နော်အကြောင်းကင်းတဲ့နေရာဆိုလိုတာမဖြစ်တော့တဲ့နေရာလို့ဆိုလိုတာပဲခန္ဓာမရှိဘူးဆိုရင်ခန္ဓာဒုက္ခတွေပဲရှိတော့မယ်လူတွေဘာလို့သေးတာတော့ဆိုမွေးလို့သေးတာလေသူဖြစ်လာလို့သေးတာလူမမဖြစ်ဘူးဆိုသေးစရာမှမရှိတော့တာအဲ့တော့လူကသေးစရာရှားနေပါတော့သေးမှာပေါ့ကိုကိုတိုင်းကသေဖို့လာတာပဲလေဟုတ် အော်ဇီကတုတွေပြောတယ်သောတတိယအိုင်ကိမဟိယတုဒေးကိုအိုင်ကိမဟိယတုဒိုင်းဆိုသူတို့အတန်ထွက်လို့ရှင်အိုင်ကိမဟိယတုဒိုင်းအဲ့တော့အတန်ကြားလိုက်တယ်နဲ့ငါသိဘူးလားလို့ဆိုဖြစ်နေအဲ့တော့ဒီဟာတန်တရာထဲမှာလူဖြစ်တဲ့ဆိုတာသိဖို့ပဲတန်တရာထဲမှာလူဖြစ်တာအို့ဖို့ပဲ တန်တရာထဲမှာလူဖြစ်တာလားယောဂရဖို့ပဲဒါမရှောင်တိန်နိုင်တဲ့သဘောဝါကြီးတစ်ခုပဲလို့သူဆိုလို့ဖြစ်လာမှာတော့တေးမာမျက်ကြီးမျက်ကြီးလက်ခံမလွယ်ဘူးလို့သူဆိုလို့ရပေါ့နော်အဲ့ဒါဒီမှာရှင်းရှင်းလေးဒီကတာလေးနှစ်ခုကပြောနေအယောဂနဟတ္တေဝဇလာတော့ဇာတဝေတ္တ အနုပုပ္ပုပ္ပတန္တတယထာနာချာညာယတိဂတိတဲ့တန်ကိုမီးဖုတ်ပြီးတူနဲ့ထုတဲ့အခါဖွားကနဲ့ဖွားကနဲ့မီးဖုတ်လေးတွေအခုခေတ်ဆိုရင်တော့ဝတိန်မုတ်တဲ့အခါတွေ့လိမ့်မယ်နော်ဝတိန်မုတ်တာ တွေ့ဘူးနေကြတာပဲဝတိန်မုတ်လည်းမီးဖွားတွေဖွားနဲ့ဖွားနဲ့ထွက်သွားအဲ့မီးဖွားလေးတွေဘယ်ရောက်တော့လိုက်ကောက်ပြီးတင်းထားလို့ရမရဘယ်ရောက်တော့မှဆိုတာမသိဘူးငြိမ့်သွားတာပဲရှိတယ် အဲ့ဒီတိုင်းပါပဲတဲ့အေဝံသမ္မာဝိမု ക്ത နာကာမခန္ဓောကတာရိနာဘန္ဓောကတာရိနာကာမဂုံဆိုရက်ဒီအနှောင်ဖွဲ့ဆိုရက်ကာမဂုံနှောင်ဖွဲ့ဆိုရက်ဩဃကြီးကိုဖြတ်ကျော်ပြီးတော့ကိလေသာတွေကလွတ်မြောက်သွားတဲ့ယဟန္တာပုဂ္ဂိုလ်ထိုယဟန္တာပုဂ္ဂိုလ်ရဲ့ရရှိသွားတဲ့နိဗ္ဗာန်ယဟန္တာပုဂ္ဂိုလ်နိဗ္ဗာန်ဝင်သွားပြီဆိုရင်ပညာပေတုံကတိနတ္ထိ ူပယ်သွားတယ်ဆိုတာပြောစရာအကြောင်းမရှိတော့ဘူးဘယ်ရောက်သွားပြီလို့ပြောစရာအကြောင်းမရှိတော့ဘူး32ဘုံရှားကျင်တိုင်းရှားမတွေ့တော့ဘူးလို့ဆိုလိုတယ်အဲ့တော့ရသော်ပြားကဒီသဘောတွေကိုရှင်းပြပြီးတော့အတ္တတိပါတတော်ဟောထတတိပဋ္ဌာနခောစရာဘာဝိတဝါတတ္တဘုဆင်ကြီးဒုက္ခတန်တံကရိတ္တထာကဲဒီလိုမခိုင်မာတဲ့ လောကကြီးထဲမှာတဲ့အတ္တဒီပါဟောတာမင်းတို့ကိုကိုကိုအာကိုရာကိုကိုကိုအာကိုမှုအာကိုရာ ရှိအောင်လှူထားကြမိမိဒီသာလဲမိမိရဲ့အာကိုရာဖြစ်တယ်သူများအာကိုလို့မရဘူးဒီချိန်မှာအတ္တဒီပါဆိုတာကိုတရားကိုအာကိုလို့ဆိုလိုတယ်အတ္တဆိုတာဒီနေရာမှာ အတ္တဝါဒီတွေကအတိပ္ပယ်တမျိုးကောက်တယ်အတ္တကိုအကောရမယ်လို့အတိပ္ပယ်ဖွင့်ရတယ်ဒါမဟုတ်ဘူးနော်ရသော်ဘုရားကိုယ်တိုင်ကအတ္တကိုအတ္တဆိုတဲ့မိဂဝါထရကျွန်ကြီးတန်တရာကပင်လေကြီးနဲ့တူတော့အဲ့တော့ပင်လေကြီးနဲ့မြုပ်ဖို့ဆိုတာပင်လေထဲမှာကျွန်ဟိုအကောရတယ်လို့ပဲအဲ့ဒါလို့ပဲကိုယ်အကောကိုကြာကိုယ်ယက်တိဖို့ရအတွက်ရှာထားကြလို့ပြောတာ အာလေယတ္တိမှာတော့တရားဓမ္မအပေါ်မှာယတ္တိရကိုယ့်ရဲ့ယတ္တိရရှာထားကြလို့ဆိုလိုတယ်။ဘာနဲ့ရှာရုံဆိုတတိပဋ္ဌာနာခောစရာတတိတရားရဲ့အာယုန်နေအာယုန်ကိုရှုမှတ်ပြီးတော့ကိုယ့်ရဲ့အာကိုရကိုရှာတဲ့အဲ့ကြမှာတွေ့အဲ့တော့တတိရဲ့အာယုန်ဆိုတာဘာလို့စေကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ်တ ानु ပဒနာဓမ္မ ानु ပဒနာလို့ဆိုတဲ့အတိုင်း ကာယရဲ့ဝေဒနာရဲ့စိတ်ရဲ့ဓမ္မရဲ့အဲ့ဒီတရား၄မျိုးပေါ်မှာတတိကပ်ပြီးတော့ကိုယ့်ရဲ့အာကိုရကိုတိလျှောက်ကြလို့သူဆိုလိုတယ်ပေါ့နော်အဲ့ဒီတတိတရားကတ်ထားပြီးတော့ကိုယ့်ရင်ထဲမှာဖြစ်เสียရမှာကဘာလို့ဆိုဘာဝိတဝတတ္တဖုစင်ကြီးကိုယ့်ရင်ထဲမှာဖြစ်เสียရမှာအတိညာဉ်ကိုထောက်ကူပြုမဲ့ တရားတွေကိုယင်းထဲမှာဖြစ်စေပါတယ်အဲ့ဒီတရားတွေကဘာတွေလို့ဆိုတတိတံဖို့ဇင်ဓမ္မဝိဆက်တံဖို့ဇင်ဆိုရက်ပညာဝိရိယတံဖို့ဇင်ဆိုရက်ကိလေသာတွေကိုတွန်းလှန်ဖယ်ရှားတဲ့ဝိရိယပိဋိတံဖို့ဇင်ဆိုရက်တရားဓမ္မနဲ့နှစ်ချိုက်ပြောပြောရှင်တဲ့ပိဋိပတ္တရိတံဖို့ဇင်လို့ခေါ်တဲ့စိတ်နှလုံးငြိမ်ချက်နဲ့ပတ္တရိတံဖို့ဇင် အဲ့ဒီပုံမှာစိတ်တည်ငြိမ်မှုရတဲ့တမာတိတန်ဖိုးစင်နဲ့အလုံးဒီအစွန်မရောက်အောင်ညှိနှိုင်းပေးတဲ့ဥပေက္ခတန်ဖိုးစင်အလဲလဲထိမ့်ညှိပေးထားတဲ့ဥပေက္ခတန်ဖိုးစင်အဲ့ဒီဖိုးစင်ခုနှစ်ပါးကိုကိုယ့်ရင်ထဲမှာ အခိုင်အမာဖြစ်စေပြီးဒုက္ခတဏ္ဍံကရိတ္တထာဘဝဆိုတဲ့ဒုက္ခကြီးကိုဆုံးသတ်အောင်လုပ်ကြလို့ဆိုပြပြ အဆုံးမသတ်သေးရင်တော့ဒီတိုင်းပဲသိကြရအောင်ပဲလို့ပြောတာเนาะဘဝရနေသေးရင်ဒီလိုပဲဒုက္ခတွေဆုံးသတ်မယ်အဲ့ဒီဒုက္ခတွေဆုံးသတ်ဖို့အတွက်အခုတိုင်းကြည်ညာကြုတ်ကိုအထုပ်ပါတယ်ဒါဝိပဿနာအထုပ်နည်းလေးကိုအချင်းလေးဟောလိုက်တာပဲသူရသော်ဗျာအာယုံကိုယ့်ရဲ့စိတ်အာယုံကဘယ်မှာထားမှာလို့ကာယဆိုတဲ့ပုံမှာထားမယ်ဝေဒနာဆိုတဲ့ပုံမှာထားမယ်စိတ်ဆိုတဲ့ပုံမှာထားမယ် နော်ဓမ္မဆိုတဲ့ပုံမှန်ထားမယ်အဲ့ဒီပုံမှန်တတိပ္ပံတရားတွေတိုးတက်လအောင် လုပ်လို့ပြောတာရှင်နေမှာအဲ့ဒီတတိပ္ပံတရားတွေတိုးတက်လအောင်လုပ်တယ်တိုးတက်လအောင်လို့ဆိုတာတတိကိုဖြစ်အောင်လုပ်ရမယ်ဝီရိယကိုဖြစ်အောင်လုပ်ရမယ်နော်သမာဓိဖြစ်အောင်လုပ်ရမယ်ဥပေက္ခဖြစ်အောင်လုပ်ရမယ်အဒီတရားတွေကတကယ်တော့ဝိပဿနာတရားထုတ်ပြီးဆိုရင်အဲ့ဒါတွေဖြစ်အောင်လုပ်တာပဲလေအဲ့ဒါကိုပြောတာအဲ့ဒါလို့ဖြစ်ပြီး လုံလောက်တဲ့အတိုင်းတာတစ်ခုရှိပြီဒုက္ခတန်တံဂရိတ္ထာဒုက္ခရဲ့ဆုံးသက်ကိုလှုပ်ဆောင်နိုင်ရမှာဖြစ်ပါတယ်လို့ဒါကြောင့်တရားချက်ခင်သုရစင်ပြိဋ္ဌပေါင်းတို့မိမိတို့ယင်တဲ့နှလုံးထဲမှာနိဗ္ဗာန်အကြောင်းကိုကောင်းစွာသိရှိပြီးနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတွေရတို့ကိုစ조사အားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာ